အသက်ရှည်ပြီးယောဂကင်းဖို့မဖြစ်မနေစားပေးသင့်တဲ့အစားအစာရှင်မျိုးအားလုံးပဲမင်္ဂလာပါ Dan Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အသက်ရှည်ပြီးယောဂကင်းဖို့မဖြစ်မနေစားပေးသင့်တဲ့အစားအစာရှင်မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့နေထိုင်ရမယ့်သဏ္ဍာန်နဲ့ကျန်းမာရေးအတွက်နေ့စဉ်စားသောက်နေတဲ့အရာတွေကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒီဗီဒီယိုမှာပြောပြပေးမယ့်အစားအစာတွေအကြောင်းကိုတည်တည်ချာချာလေ့လာမှုတွေလုပ်ထားပြီးဖြစ်လို့ အသက်ရှည်စေတဲ့အာနိသင်တွေရှိတယ်ဆိုတာကို တွေ့ရှိထားပါတယ်။ကျမ်းမာရေးအတွက်အကျိုးပြုယုံတင်မကဘဲအရသာလည်းရှိပါတယ်။ဒီတော့အသက်ရှည်ကျန်းမာမှုအတွက်အထောက်အကူပြုတဲ့အစားအစာ ရှင်မျိုးကိုကြီးလိုက်ရအောင်ပါ။နံပါတ်၁ဘယ်ရီသီးမြောင်ဒီစရင်းထဲကပထမဆုံးအစားအစာကတော့ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးပေးနိုင်တဲ့ဘယ်ရီသီးတွေပါ။ဒီအာနိသင်ထက်သန်တဲ့အသီးတွေဟာအရွယ်အစားသေးပေမဲ့အန်တီအောက်ဆီဒန့်အများကြီးပါဝင်ပါတယ်။ အန်တီအောက်ဆီဒန်ကဘာတွေအကျိုးပြုလဲဆိုတာကိုရှင်းပြပေးပါမယ်။အန်တီအောက်ဆီဒန်ဆိုတာခန္ဓာကိုယ်အတွက်အနေရရှိတဲ့ free radical တွေကိုတိုက်ထုတ်ဖို့အတွက်အမြဲအဆင့်အသင့်ဖြစ်နေတဲ့စက်သားလေးတွေလိုပါပဲ။ဒီ free radical တွေဟာခန္ဓာကိုယ်ထဲကဆဲတွေကိုဖျက်ဆီးဖြစ်တဲ့အဓိကတရားခံဖြစ်ပြီးတော့အသက်အရွယ်အိုမင်းရင်းရောခြင်းနဲ့ယောဂါတွေကိုလည်းဖြစ်စေပါတယ်။ဒါပေမဲ့ berry သီးတွေမှာတော့အများအပြားတွေ့ရတဲ့ anti-oxidant တွေက DNA ရေကိုတိုက်ချုပ်နိုင်ပါတယ်။ ဒီအန်တီအောက်ဆီဒန့်တွေက free radical တွေကိုထိန်းချုပ်နိုင်တဲ့အတွက်ဆဲကျန်းမာရေးကိုတိုးတက်စေပါတယ်။ကျွန်တော်တို့ရဲ့ဆဲတွေကျန်းမာနေတဲ့အခါမှာကျွန်တော်တို့လည်းကျန်းမာကြပါတယ်။ဒါအပြင် berry သီးတွေကနှလုံးကျန်းမာရေးအတွက်လည်းအထူးသင့်တော်ပါတယ်။နှလုံးအတွင်းချောင်ရမ်းမှုနဲ့ cholesterol ကိုလျော့ချစေလို့နှလုံးကိုကျန်းမာစေပါတယ်။အဲဒါကြောင့်ကမ္ဘာအနှံ့မှာသေဆုံးခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့နှလုံးရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလျှော့ချပေးပါတယ်။ ဘယ်ရီသီးတွေကိုနေစဉ်စားသုံးပေးခြင်းဟာကတွင်အရသာတွေ့ရုံတင် မကပဲအသက်ရှည်ကျန်းမာဖို့ကပါအများကြီးအထောက်အကူပြုပါတယ်။နောက်တစ်ခါတရေစာစားလာခြင်းရင်တော့ဘယ်ရီသီးလက်တဆုပ်စာကိုသာယူစားလိုက်ပါ။နံပါတ်2အခွန်မာသီးများအခွန်မာသီးတွေကိုတဘာဝကဖန်တီးပေးထားတဲ့တလုတ်စာအာဟာရဆက်ယုံလိုတော်ခေါ်လို့ရပါတယ်။ဒီလိုအရွယ်အစားသေးပေမဲ့အာဟာရဓာတ်တွေပြည့်စုံနေတဲ့အခွန်မာသီးတွေမှာကျန်းမာရေးနဲ့ညီညွတ်တဲ့အစီအ အမြင့်ဓာတ်နဲ့ပရိုတင်းဓာတ်တို့ပါဝင်နေပါတယ်။ဒီအာဟာရဓာတ်၃မျိုးလုံးကကျွန်တော်တို့ရဲ့အထွေထွေကျန်းမာရေးတွေအရေးပါတဲ့ကန္တာကနေပါဝင်နေပါတယ်။အခွန်မာသီးတွေမှာတွေ့ရတဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကနှလုံးကျန်းမာရေးတွေကောင်းပါတယ်။ခန္ဓာကိုယ်အတွက်မကောင်းတဲ့ကိုလက်စထရော ပမာဏကိုချော့ချပေးပြီးကောင်းတဲ့ကိုလက်စထရောတွေကိုမြင့်တင်ပေးပါတယ်။အဲဒါကြောင့်နှလုံးရောဂါဖြစ်မဲ့အန္တရာယ်ကိုချော့ချပေးနိုင်ပါတယ်။ အခွန်မာတီးထွေမှာပါတဲ့အမြင်ဓာတ်ကတော့အစာချေဖြတ်ခြင်းကိုကူညီပေးပြီးဗိုက်ပြည့်တဲ့ခန်းစားချက်ကိုဖြစ်စေလို့ကနာကိုအလေးချိန်ထိန်းနေသူတွေအတွက်အလွန်အကျိုးရှိတဲ့တက်ရောက်မှုတစ်ခု ဖြစ်ပါတယ်။ပရိုတင်းကတော့ခနာကိုတဲကဆဲတွေကိုတိဆောက်ပေးဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီးကြွက်သားပြဿနာတွေကိုပြုပြင်ပေးခြင်းနဲ့ကြီးထွားခြင်းကိုကူညီပေးပါတယ်။လေးလာစမ်းသပ်ချက်တော်တော်များများအရာအခွန်မာတီးထွေကိုပုံမှန်စားသုံးပေးခြင်းက အသက်ရှည်ကျန်းမာခြင်းနဲ့ဆက်ဆက်နေတယ်လို့သိရပါတယ်။ဟုတ်ပါတယ်။အခုလိုသေးငယ်ပေမဲ့အာဟာရဓာတ်တွေပြည့်ဝနေတဲ့တလုံးစာစားပွဲလေးကတင်းကိုအသက်ရှည်စေမှာပါ။တနေ့ကိုအခွန်မာသည့်လက်တဆုပ်စာစားပေးရုံနဲ့ဆရာဝန်ပြဖို့တောင်မလိုအောင်ကျန်းမာနေမှာပါ။နံပါတ်3တန်လွင်စီနောက်တစ်ခုကတော့မြေထဲပင်လဲဒေသရဲ့နေစဉ်စားသောက်မှုမှာအ धिक ပါဝင်နေတဲ့တန်လွင်စီပါ။ကဘာအနှံ့ကမိဘဆောင်တွေမှာမရှိမဖြစ်လိုအပ်တဲ့တန်လွင်စီရော။ သူတို့ရဲ့ထင်ရှားထူးခြားတဲ့အရာသာကြောင့်လည်းမဟုတ်ပဲကျမ်းမာရေးကိုအထူးကောင်းမွန်စေတဲ့အတွက်လူသိများပါတယ်။တန်ရွယ်စီရဲ့ကျမ်းမာရေးတိုးတက်စေတဲ့ဂုံတက်တီရဲ့လှုပ်ဝက်ချက်ကတော့ကောင်းသောအစီ mono unsaturated fat ပါဝင်မှုကြောင့်ပါ။ဒီအစီတွေကနှလုံးနဲ့အုံနှောက်ရည်ကျန်းမာရေးအတွက်အထူးအကျိုးပြုပေးပါတယ်။ဒီအစီတွေက မကောင်းတဲ့ကိုလက်စထရောပမာဏကိုချော့ချပေးပါတယ်။နှလုံးရောဂါဖြစ်နိုင်ခြေကိုချော့ချပေးတဲ့အပြင်အုံနှောက်လှုပ်ဆောင်မှုတွေကိုလည်းကောင်းမွန်စေပါတယ်။ ဒါပေမဲ့ဓာတွေကအသက်ရှိခြင်းနဲ့ဘလို့ဆက်ဆက်နေလဲဆိုရင်တော့လေးလာစံသက်ချက်တွေအရာမြေထဲပင်လယ်ဒေသတွေလိုမျိုးတန်လွင်စီကို ပုံမှန်စားပြတဲ့လူအဖွဲ့အစည်းတွေမှာလူသက်တမ်းကပိုရှည်တယ်လို့သိရပါတယ်ဒါကလည်းတန်လွင်စီရဲ့နှလုံးကိုကျန်းမာစေမှုနဲ့အုံနောက်ကိုအထောက်အကူဖြစ်စေမှုတွေကြောင့်ပါဒါကြောင့်အတီးအရွက်တုပ်စားတာဖြစ်ဖြစ်ကြော်စားတာဖြစ်ဖြစ်တခြားစီတွေတန်လွင်စီကိုပြောင်းသုံးပေးပါနံပါတ်၄အစီများသောငါ Omega 3 fatty acid အဓိကပါဝင်တဲ့ငါးတွေဖြစ်ပါတယ်။ဒီ fatty acid တွေကတော်တော်ထူးခြားပါတယ်။တာမန်အစီမျိုးမဟုတ်ပဲကျွန်တော်တို့ခနာကိုကမထုတ်ပေးနိုင်တဲ့အစီတွေဖြစ်လို့အစားအစာတွေထဲမှာပါဝင်အောင်စားပြီးရတာပါ။အစီများတဲ့ငါးတွေဖြစ်တဲ့ salmon ငါ၊ trout ငါနဲ့ငါသစ်တာငါတို့မှာ omega 3 fatty acid တွေ အများကြီးပါဝင်ပါတယ်။ငါးကဘာဖြစ်လို့အရေးကြီးလဲဆိုတော့ omega 3 fatty acid က နှလုံးနဲ့အုံနောက်ကျန်းမာရေးကိုထိမ့်သိမ့်တဲ့နေရာမှာအရေးပါတဲ့ဂန္ဓာကနေပါဝင်နေလို့ဖြစ်ပါတယ်။တွေးခဲခြင်းကိုလည်းတတားစီပြီးရောင်ရမ်းမှုတွေကိုလည်းကြားစေလို့နှလုံးရောဂါဖြစ်နိုင်ခြေကိုချောချပေးပါတယ်။ဒါအပြင်ဒီ fatty acid တွေရောအုံနောက်လုံဆောင်ချက်တွေနဲ့တိုးတက်မှုတွေအရေးပါတဲ့အထောက်အကူဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အများဖြစ်လာတဲ့မှန်ညံပိုင်းဆိုင်ရာကြာဆင်းမှုတွေကိုလည်းတတ်တာစေနိုင်ခြင်းရှိပါတယ်။လေလာဆန်းသတ်မှုတွေအရာ ့ Omega 3 fatty acid များတဲ့အစာအစာတွေကို စားတော့ပေးခြင်းကအသက်ရှည်ကျန်းမာစေပါတယ်။ဒါကြောင့်အသက်ရှည်စေတဲ့အစာအစာတွေအကြောင်းပြောရင်ငါးခါမပါမဖြစ်ပါပဲ။ဒါကြောင့်အနည်းဆုံးတစ်ပတ်ကို2ကြိမ်ငါးကို စားပေးဖို့ကြိုးစားသင့်ပါတယ်။နံပါတ်5အခွန်မချို့ထားသောသီးနှံအစိအခွန်မချို့ထားသောသီးနှံအစိဆိုတာဆန်၊ဂျုံ၊ပြောင်းဘူးစားတဲ့ဂစီဓာတ်ကျွဲဝါးတဲ့အစာအစာမျိုးတွေဖြစ်ပါတယ်။ ဒီအစားအစာတွေမှာအခွန်ချွတ်တာနဲ့အခွန်မချွတ်တာဆိုပြီးနှစ်မျိုးရှိပါတယ်။အခွန်ချွတ်တယ်ဆိုတာတနည်းအားဖြင့်ဖွတ်တာကိုဆိုလိုတာပါ။အခွန်မချွတ်ထားသောဒီနံအစေတွေဟာကျန်းမာရေးအတွက်ကောင်းပြီးအသက်ရှည်စေပေမဲ့အခွန်ချွတ်ထားသောဒီနံအစေနဲ့ပြုလုပ်ထားတဲ့အစားအစာတွေကတော့အလွန်အကျွံစားရင်ကျန်းမာရေးဆိုးကျိုးရှိစေပါတယ်။အခွန်မချွတ်ထားသောဒီနံအစေတွေမှာအစာချေစနစ်ကျန်းမာရေးအတွက်အရေးပါတဲ့အမြင့်ဓာတ်ကျွဲဝပါတယ်။ ဒီအမြင်တက်ဟာအစာချေစနစ်ကိုတမျက်စီနဲ့လှဲလိုက်သလိုပါပဲမလိုလားအပ်တဲ့အရာတွေအစိတ်တွေကိုဖယ်ရှားပေးပါတယ်ဒါအပြင်အမြင်တက်ကတင်းဥတွေကအကျိုးပြုဘက်တီးရီးယားတွေကို ထောက်ပံ့ပေးပါတယ်ဥတွင်းကမိုက်ခရိုဘိုင်အုံးချမ်းမှနေရင် ကိုခံအားကောင်းစေပါတယ်စိတ်ခံစားချက်ကိုတိုးတက်စေတယ်စိတ်ကိုကြည်လင်စေပါတယ်ဒါအပြင် နေ့စဉ်ကစီတဲ့ရွေးချယ်ရမှာအခွန်မချို့ထားသောဒီနဲ့အစိမ့်နဲ့ပြုလုပ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေကိုရွေးချယ်ခြင်းက နှလုံးယောဂါအမျိုးအစားနှင့်စီးချိုယောဂါစားတဲ့နာတာရှည်ယောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဒီယောဂါတွေကိုကာကွယ်ပေးတာက အသက်ရှည်စေဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပြုပြင်ချက်လုပ်ထားပြီးအာဟာရဓာတ်တွေဆုံးရှုံးထားတဲ့အခွန်ချွတ်ထားတဲ့ဒီနံအစေတွေကို စားနိုင်မဲ့အစားအခွန်မချွတ်ထားတဲ့ဒီနံအစေတွေကိုစားပေးခြင်းကသင်ကိုအသက်ရှည်ကျန်းမာစေပါပါ။နံပါတ်6အနက်ရောင်ချောကလတ် တရေစာတဲကဆိုရင်တော့အနဲ့ရောင်ချောကလက်ကနှလုံးအတွက်ကောင်းတဲ့မုံတစ်မျိုးဖြစ်ပါတယ်။ကိုကိုမုံ80ရာခိုင်နှုန်းနဲ့အထက်ပါတဲ့အနဲ့ရောင်ချောကလက်မှာဖလေဘိုနိုက်လို့ခေါ်တဲ့အန်တီအောက်ဆီဒန့်ပါဝင်လို့နှလုံးကျန်းမာရေအတွက်အရန်ကောင်းပါတယ်။ဖလေဘိုနိုက်တွေကသွေးဖီအားနဲ့သွေးခဲနိုင်ခြေကိုလျှော့ချပေးတဲ့အပြင်နှလုံးနဲ့အုံနောက်စီသွေးစီးဆင်းမှုကိုပိုကောင်းစေပါတယ်။ ဒီလိုအကျိုးကျေးဇူးတွေက အသက်ဇီဝင်ခြွေနေတဲ့အဓိကယောဂတစ်ခုဖြစ်တဲ့နှလုံးယောဂဖြစ်နိုင်ခြေကိုချော့ချပေးပါတယ်။ဒါတင်မကသေးပါဘူး။ဒီဖလေပွန်ရိုက်တွေက လူသက်တမ်းကို ရှေ့စေနိုင်တယ်လို့လည်းလေးလာစမ်းသက်ချက်တချို့ကဆိုထားပါတယ်။ဒီလိုအရသာရှိတဲ့ချောကလက်ဂဲလီတွေက သင်အသက်ရှင်နေထိုင်ရမယ့်နေတွေကိုပိုများသွားစေနိုင်ပါတယ်။ဒါကြောင့်ချောကလက်အပေါ်သင်အမြင်ကိုပြောင်းသင့်ပါပြီ။ ချောကလက်တွေစားပြီးကိုကိုကိုအပြည့်လုံးမိသလို မခံစားသင့်တော့ပဲအသက်ရှည်စေတဲ့အထောက်အကူတစ်ခုအပြည့်မြင်ကြည့်လိုက်ပါဒါကြောင့်ချောကလက်အခါတဒုံလောက်ကိုစိတ်လို့ကိုလိုစားပြည့်လိုက်ပါနံပါတ်9လက်ဖက်စိမ်းအသက်ရှည်ဖို့အတွက်ခေအဆက်ဆက်ရဲ့လိုဝက်ချက်တစ်ခုကတော့လက်ဖက်စိမ်းပါလက်ဖက်စိမ်းရင်ွေးချမ်းကိုတကဘာလုံးမှာဆွဆွလက်လန်းတောက်သုံးကြပြီးတရှုပ်အရက်ဒေသတွေမှာတော့ရိုးရာထုံနှံတစ်ခုလိုဖြစ်နေတာပါ ရဖက်စိမ့်ဟာငေးရွယ်နုပြိုစိတ်တမျိုးဖြစ်ပါတယ်။ကတ်တီကင်းလို့ခေါ်တဲ့အားကောင်းတဲ့အန်တီအောက်ဆီဒန့်ပါဝင်ပြီး ကျွန်တော်တို့ခန္ဓာကိုယ်တဲကအန္တရာယ်များတဲ့ free radical တွေကိုတိုက်ထုတ်ပေးပါတယ်။ခန္ဓာကိုယ်ရဲ့ဇီဝအတွင်းဖြစ်မှုက ထုတ်ပေးတဲ့ free radical တွေက အသက်အရွယ်၊အိုမင်းရင်းရော့ခြင်းနဲ့ယောဂဖြစ်စေခြင်းတို့ရဲ့အဓိကတရားခံတွေဖြစ်ပါတယ်။ဒီ free radical တွေကကျွန်တော်တို့ရဲ့ဆဲတွေ DNA တွေကိုဖျက်ဆီးပြီးတော့ခန္ဓာကိုယ်ကိုဒုက္ခပေးနေတာပါ။ ဒါပေမဲ့လက်ဖက်စင်းရဲ့ကတိကင်ဓာတ်တွေကအဲ့ဒီ free radical တွေကိုထိန်းချုပ်နိုင်ပြီးအိုမင်းရင်းရော်မှုကိုနှေးသွားစေသလို နာတာရှည်ယောဂါဖြစ်နိုင်ခြေတွေကိုချော့ချပေးပါတယ်။ဒါပေမဲ့လက်ဖက်စင်းရဲ့အကျိုးကျေးဇူးတွေကဒီလောက်နဲ့မရက်သွားပါဘူး။လက်ဖက်စင်းကအုံနောက်လှုပ်ဆောင်ချက်ကိုပိုကောင်းစေတယ်၊အစိကျစေတဲ့အပြင်ကင်ဆာဖြစ်နိုင်ခြေကိုချော့ချပေးပါတယ်။တနေ့ကိုတစ်ခွက်၊နှစ်ခွက်လောက်ပုံမှန်တောက်ပေးတာနဲ့ ်တင်ကျမ်းမာရေးကိုတည်တည်တသာပိုကောင်းစေပြီးအသက်ရှည်စေမှာပါဒါကြောင့်မနက်ပိုင်းမှာလက်ဖက်စိမ်းရည်နွေးချမ်းတစ်ခွက်တောက်ပေးပါနံပါတ်၈ထောပတ်သည်နောက်ဆုံးတစ်ခုကတော့အရာသာလည်းရှိပြီးတော့အာဟာရတက်တွေပြည်နေတဲ့ထောပတ်သည်ပါဒီအသီးတွေကဟင်းချက်ရာမှာထဲချက်လို့ကောင်းတဲ့စားသောက်ပွဲတစ်ခုတင်မကပဲအသက်ရှည်ကျမ်းမာစေတဲ့အကျိုးကျေးဇူးတွေအများကြီးရှိတဲ့အရေးအသွေးမြင့်အရင်အမြင့်တစ်ခုဖြစ်ပါတယ် ဒီအကျိုးကျေးဇူးတွေထဲမှာထိတ်တန့်တစ်ခုကတော့ကျမ်းမာရေးတွေကောင်းသောအစီတွေပါဝင်နေတာဖြစ်ပါတယ်။ဒီအစီတွေကမကောင်းတဲ့ကိုလက်စထရော ပမာဏကိုချော့ချပေးပြီးနှလုံးရောဂါနဲ့လေဖြတ်ရောဂါဖြစ်နိုင်ခြေကိုချော့ချပေးပါတယ်။ဓာတ်တွေမကားသေးပါဘူး။အုံနောက်ကျမ်းမာရေးကိုပါ အထောက်အကူပြုလို့မှန်ညံကောင်းစေပါတယ်။ထောပတ်တီကအမြင်တတ်ကျွဲဝါပြီးအစာခြေဖြတ်မှုကိုကူညီပေးပါတယ်။အိုမင်းရင်းရော်ခြင်းကိုတိုက်ထုတ်ပေးတဲ့ အန်တီအောက်ဆီဒန်လည်းပေါများပါတယ်။ဓာတ်တွေကတော့ကျန်းမာရေးနဲ့ညီညွတ်စွာစားပေးခြင်းကဘလောက်စိတ်ချမ်းသာစရာကောင်းလဲဆိုတာကိုပေါ်ပြနေတဲ့အကောင်းဆုံးဥပမာတွေပါပဲ။ထောပတ်ဒီကိုတေးရဲ့နေစဉ်စားပွဲတွေတဲ့ထဲစားမယ်ဆိုရင်အသည်အရွက်တုတ်တဲ့အသားညက်ပေါင်ပုံတဲ့ထဲစားလို့ရသလိုဖျော်ရည်တွေအချိုပွဲတွေလည်းလှူစားလို့ရပါတယ်။ဒါကြောင့်ထောပတ်ဒီကိုနေစဉ်မဖြစ်မနေစားသုံးပေးပါ။ဒီအသည်ကအတင်ကိုကျမ်းမာအသက်ရှင်စေမဲ့ အရသာရှိတဲ့အစားအစာတခုဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့အသက်ရှည်စေဖို့မဖြစ်မနေစားပေးတဲ့အစားအစာရှင်မျိုးအကြောင်းကိုကျမရဲ့ဘဟုသုတအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွေမှာလေလူကြီးမင်းတို့ရဲ့ကျောင်းမကြီးဆိုင်ရာဘိုးသူဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါအောင်ခင်ဗျကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသော ရမရေးဆိုင်ရာအကြောင်းအရာများသည့်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်လက် တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ်။ The Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး The Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။